အရှင်တို့ဒီတခါလဲငါတို့ရှေ့နည်းများတူပဲဘွေထီးမွေမဆိုတာကိုမခွဲခြားနိုင်ဘူးကွအဲဒီလိုမခွဲခြားနိုင်တဲ့အကြောင်းကိုမင်းကြီးကိုရှောက်တင်ပြန်နေလဲမင်းကြီးကငါတို့ကိုကျင်းတဲ့အချက်တထောင်စီတောင်ရိုက်မှာဟဲ့အောင်ကြီးဒါကြောင့်ရှေ့နည်းတူပဲလောက်ရမှာပေါ့ကွာမွေပြဿနာဆိုတာကတော့ဥကောင်ခွန်ပြဿနာကိုဖြည့်ရှင်းပြီးတဲ့နောက်နေမှာပဲမင်းကြီးဟာမွေဖိုးမွေမနှကောင်ကိုဖမ်းစီပြီးတဲ့အခါမှာတော့ အရှိယဝမြေစကုံးရွာသားတို့ကတေယိုတော်ကြတာပဲကွငါရှိရမိခဲ့တဲ့ရှားလန်တန်ပြတနာနဲ့ဦးခေါင်းခုံပြတနာတို့ကိုအမှန်တိုင်းဖြေးချနိုင်နေဒါကြောင့်ဒီတခါမှလဲဒီမွေနှကောင်တဲကဘဲအကောင်ကတော့မွေထီးဖြစ်ပြီးတော့ဘဲအကောင်ကမွေမဖြစ်တယ်ဆိုတာကိုခွဲခြားခိုင်းကွအဲ့ဒီလိုမခွဲခြားနိုင်ဘူးဆိုရင်တော့တယောက်ကိုကျင်းတန်အချက်တထောင်စီကြခံစီကွအဲ့ဒီလိုမိန်ကြပြီးတော့ဝီတီဟရမင်းကြီးဟာအရှိယဝမြေစကုံးရွာသို့မွေနှကောင်ကိုပို့လိုက်တော့တယ်။ ဲ့ဒီလိုနဲ့မွေးနှကောင်ဟာအရှိယဝမျက်စကုံးရွာကိုရောက်တဲ့အခါမှာတော့အရှိယဝမျက်စကုံးရွာသားတို့ဟာမွေးနှကောင်ကိုတေချာကြည့်တော့လဲဘယ်ဟာကမွေးဖို့ဘယ်ဟာကမွေးမဆိုတာကိုမသိဘဲနဲ့ရှိနေကြတော့လေရှင်းလို့ဒီတခါလဲငါတို့ရှေ့နီးများတူပဲမွေးထီးမွေးမဆိုတာကိုမခွဲခြားနိုင်ဘူးကွအဲ့ဒီလိုမခွဲခြားနိုင်တဲ့အချောင်းကိုမင်းကြီးကိုရှောက်တင်ပြန်နေလဲမင်းကြီးကငါတို့ကိုကျင်းတဲ့အချက်တထောင်စီတောင်ရိုက်မှာဟဲ့အောင်ကြီးဒါကြောင့်ရှေ့နီးတူပဲလောက်ရမှာပေါ့ကွာဟုတ်တယ်အချင်းရ ကျွန်တော်တို့မှာပညာဉာဏ်ကြီးမားလို့နဲ့မဟောတာဒုက္ခမေလေးရှိလို့တော်သေးတာပေါ့ဗျာသူစီရောပဲဒီမွေးနှကောင်ကိုကျွန်တော်တို့ယူသွားပြီးတော့ဖြစ်ရှင်းခိုင်းရတာပေါ့ဗျအဲဒီလိုနဲ့ယွာသားတွေဟာမွေးနှကောင်ကိုယူပြီးတော့မဟောတာလေးရှိတဲ့ဇရက်ကိုထွက်လာခဲ့ကြတော့လေအဲဒီလိုနဲ့မဟောတာရဲ့ဇရက်ကိုရောက်တဲ့အခါမှာတော့အရှင်မဟောတာတရောသားလေးဒီတစ်ခါမှလည်းဘယင်ကြီးကကျွန်တော်တို့မေးခွန်းထုတ်လိုက်တယ်ဗျဒီမှာမွေးနှကောင်ပို့ပြီးတော့ဘယ်ဟာကမွေးဖို့ဘယ်ဟာကမွေမဆိုတော့ခွဲခြားပေးရမှာတဲ့ ကျွန်တော်တို့လည်းတေချာကြည့်ပေမဲ့ဘယ်ဟာမွေဖို့ဘယ်ဟာမွေမဆိုတာမသိကြပါဘူးဗျာဒါကြောင့်အရှင်မဟောသဒ္ဓသရိုးသားလေးကပဲရှေ့နည်းများတို့ကျွန်တော်တို့ကိုခွဲခြားပေးပါအောင်ဗျစိတ်မပူကြပါနဲ့ဗျဒီပြဿနာကိုကျွန်တော်ဖြေရှင်းပေးပါမယ်ဒီလိုနဲ့မဟောသဒ္ဓသူခမင်းလေးဟာဘွေးနှကောင်ကိုစူးစမ်းကြည့်တော့လေဘွေးနှကောင်ကိုမြင်ရင်ဒိဗ္ဗဆက်ကူအဘိညာဉ်ကိုရသောအရှင်မြတ်တို့၏မြင်ခြင်းကိုရသကဲ့သို့ပိတ်ဆို့ခြင်းကင်းသောပညာဉာဏ်စွမ်းဖြင့်ဒီမွေးကဥကောင်းလေးကြီးတယ်ဗျ အမီတဲ့ဖွင့်နေမျက်စိရလည်းကျဲတယ်ဗျလင်းရည်ရလည်းဆက်တယ်ဒီအချင်းရတွေဟာဘိုးဖိုးတကောင်မှရှိတဲ့အချင်းရတွေပဲဗျဒီမွေရတော့ဗျာဦးကောင်ကလည်းတေးတယ်အမီရလည်းတွေ့တယ်ဗျမျက်စိရလည်းကျင်းတယ်လင်းရည်ရလည်းမဆက်ဘူးဒီအချင်းရတွေကတော့မွေမမှရှိတဲ့အချင်းရတွေပေါ့ဗျဒီအချင်းရတွေကိုကြည့်ပြီးတော့ဒီမွေရတော့မွေဖိုးဒီမွေကတော့မွေမဟုတ်တတ်မှတ်ပြီးတော့မင်းကြီးကပြန်ပြီးတော့ဆက်သားလိုက်ကြဗျာ အဲဒီလိုနဲ့ရွာသားအပေါင်းတို့ဟာလည်းမဟောတရာဆိုသည့်အတိုင်းပင်မွေဖို့မွေမတို့ကိုမှတ်သားပြီးလေဝီတေဟရမင်းကြီးအားဆက်သလိုက်ကြတော့လေအဲဒီလိုနဲ့မင်းကြီးစီရောက်သွားတဲ့အခါမှာတော့ဒီမွေနှကောင်ကိုအဖို့အမပြဆုံနိုင်တဲ့သူကဘသူလဲကွအရှင်မင်းကြီးဖေဟာဒီမွေနှကောင်ကိုမွေဖို့မွေမ ခွဲခြားပေးတဲ့သူကတော့မဟောတရာပညာရှိတွေပဲဖြစ်ပါတယ်ဖေဟာအဲဒီလိုရှောက်ထားလိုက်တဲ့အခါမှာတော့ဝီတေဟရမင်းကြီးဟာအားရဝမ်းသာနဲ့ ်ဒေနကအမကြီးကိုခေါ်ယူပြီးတော့ရှေ့နီးတူတိုင်ပြင်ပြန်တယ်ဒေနကအမကြီးကလည်းရှေ့နီးမြတူအရှင်မင်းကြီးဖေဟာဤမြတ်တော်သောပြဿနာဟာခက်ခဲသည်မဟုတ်သေးပါဖေဟာဘုထက်သား၍ခက်ခဲသောပြဿနာဖြင့်စုံစမ်းရန်ရှိပါသေးသည်သိခံတော်မူပါအောင်ဖေဟာအဲ့ဒီလိုလျှောက်ထားလိုက်တော့လေအဲ့ဒီလိုနဲ့မင်းကြီးဟာလည်းသူ့သမီးအမကြီးရဲ့စကားကိုကြားရင်းစိတ်ညစ်မြူဖြစ်ပြီးတော့ပြဿနာတဏီကိုစီမို့ကြံရပြန်တယ်ဒီဟာကတော့ ဖရာလောက်မဟုတ်တတ်တာပညာရှိတွေရဲ့ဘွေပြဿနာဖြင့်ရှင်းခဲ့မှဖြစ်ပါတော့လေဗျကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်